الحمد لله رب العالمين الصلاة والسلام على أشرف الأنبياء والمرسلين نبينا محمد وعلى آله وأصحابه أجمعين မောင်တော်မြို့နယ်အတွင်းမှာအကျန်းဖတ် ARSA အဖွဲ့ရဲ့ရဲစော်စွာတပ်ဖြတ်ခဲ့တာကြောင့်ခမီလူမျိုးလေးဦးကိုတိတ်ဆုံးခဲ့ရတယ်လို့တရားခဏတွေကပြောပါတယ်။ ARSA အဖွဲ့ရဲ့တပ်ဖြတ်မှုကြောင့်တိတ်ဆုံးခဲ့ရသူတွေကတော့ခမီလူမျိုးတွေဖြစ်ကြတဲ့အိုဖြိုကျေးရွာကအသက်၄၂နှစ်အရွယ်ဦးမောင်ဘ ဂုတ်ပီကျူရကအသက်18နှစ်အရွယ်မောင်တာအေးကျော်အောက်ကန်ဒရူကျေးရကအသက်25နှစ်အရွယ်ကိုမောင်ကြီးနဲ့မြောက်ရီကျေးရကအသက်19နှစ်အရွယ်ကိုအောင်ထွန်းထွန်းတို့ဖြစ်ကြတယ်လို့ဆိုပါတယ်။အဲဒီတက်ဖြတ်ခံရသူတွေဟာမတ်လ29ရက်နေ့မနက်ပိုင်းမှာမောင်တော်မြို့နယ်မြောက်ရီကျေးရကနေအောက်ကန်ဒရူရွာကိုတော်လန်အတိုင်းသွားရမှာအကြမ်းဖက် ARSA အဖွဲ့တွေရဲ့ဖမ်းဆီးသက်ဖြစ်တာကိုခံခဲ့ရတာဖြစ်တယ်လို့ မြောက်ရီကျေးရွာဒေသခံတို့ကပြောပါရယ်အဲ့ဒီအသက်ပြတ်ခံထားရတဲ့အလောင်းလေးလောင်းကိုတနက်တန်ရအချက်ပေါင်းများစွာနဲ့အတူ မတ်လ30ရက်နေ့မှာဗရကားတောင်ကျော်လမ်းတနေရာမှာဒေသခံတွေကတွေ့ရှိကြတာလည်းဖြစ်ပါတယ်။အိနောက်တေဆုံးသူတွေကိုအာရခတတော်ရဲ့တာဝန်ရှိသူတွေကလာရောက်ဆင်မှုတွေပြုလုပ်ခဲ့ကြပြီးတော့ဒီတေဆုံးသူတွေဟာအကျန်းဖတ်အာဆလနာကန်တွေနဲ့တပ်ဖြတ်မှုကြောင့်တေဆုံးခဲ့ရတာဖြစ်ကြောင်းအတည်ပြုပြောဆိုထားခဲ့တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ29ရက်နေ့မှာလည်းအကျန်းဖတ်တောင်ကျန်းသူတွေဖြစ်တဲ့ ARSA အဖွဲ့ကတောင်ပြိုချိန်ချောင်းကလန် မိတိုက်ကျွာအနီးကိုဆိုင်ကနဲ့ကင်းလစ်လာတဲ့အာရခတော်ရဲ့တပ်ဖွဲ့ဝင်အုပ်ကိုချုံကိုတိုက်ခိုက်ခဲ့တဲ့အတွက်အကြမ်းဖက် ARSA အဖွဲ့ရဲ့လက်ချက်နဲ့အာရခတော်ရဲ့ရဲဘော်နှုတ်တေဆုံးခဲ့ရပါတယ်ဒီလိုဒေသတွေမှာပြည်သူတွေကိုအကြမ်းဖက်လုပ်ရက်တွေကိုစတိုက်လုဆောင်နေတဲ့ ARSA အပါအဝင် ARA ISO အဖွဲ့တွေကိုအရခတော်တော်အနေနဲ့ထီထီရောက်ရောက်နှိမ့်နှင်းတာတွေလုံးဆောင်ပေးဖို့လိုအပ်နေတယ်လို့လဲမောင်တော်မြောက်ပိုင်းဒေသမှာနေထိုင်နေတဲ့ဒက်ခန်တူကတောင်းဆိုထားပါဗျ။အဲ့လိုပဲနောက်25ခုနဲ့ဇန်နဝါရီလ4ရက်နေ့မှာလဲအာစာအဖွဲ့ရဲ့တပ်ဖြတ်မှုကြောင့်မောင်တော်ကနေရသေးတောင်စီတီပြင်ရွာကိုသွားတဲ့ဒေသခံ3ခု ARSA အဖွဲ့ကခြုံငုံတက်ခဲ့ခဲ့တာကြောင့်အရသားတို့ဦးတည်ဆုံးခဲ့ရပြီးနှစ်ဦးအပြင်အထံထိုင်ရတာတွေလည်းရှိခဲ့ရပါတယ်ခင်ဗျာ။